တကယ်တမ်းဒီအားတော့တင်းတင်းကြပ်ကြပ်ကိုကျွန်တော်တို့အေးယူသင့်တယ်လို့ကျွန်တော်တို့ယူဆပါတယ်ဗျာ။ဘာလို့ဆိုတော့ကျွန်တော်တို့နေ့စဉ်နဲ့အမြလည်းဒီကလေးတွေကဘဝလုံခြုံမှုစိတ်ချမှုမရှိတော့ပါဘူး။ကျွန်တော်လည်းသားတွေသမီးတွေမွေးထားတဲ့အတွက်အများကြီးစိတ်ပူပါတယ်ဗျာ။ဒီတက်ငယ်မရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့အမားတို့ဒီကိုယ်နိုင်ငံကမြန်မာဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်တော်တော်ကြီးကိုခွင့်မလွတ်စရာပဲပေါ့။နောက်ပြီးတော့လည်းဒါကြီးကိုမှတ်လောက်သားလောက်အောင်ပေါ့နော်လုံနိုင်မှလည်းဟောဖြစ်တယ်။အမားကတော့ဟိုကို့မှာလည်းသမီးရှိရောလေ။ လိုသားသမီးချင်းလက်ကိုချမ်းစားတယ်အဲ့လိုလောက်တဲ့လူတွေကလည်းအယမ်းယော်နေမုန်းတယ်ဖြစ်နိုင်ရင်တခါရဲပေါ့နော်အဲ့လိုပြည်သူရှေ့မှာထုတ်ပြီးတော့တခါရဲအဲ့လိုမျိုးစံပြနမူနာဖြစ်ပေါ့တခါရဲအဲ့လိုမျိုးပေါ့နော်ဟိုတသက်တကြွနေပါလေလုံနေတာတသက်တကြွဆိုတာသူတို့ခံစားပြီးရင်ပြန်ထွက်လာမှလေလွတ်လွတ်ညံ့နေဆို တော့အမအနေနဲ့ဆိုရင်တော့တခါရက်တက်ပလိုက်တာအေးတာပဲအဲ့လိုမျိုးလေးအဲ့လောက်ကိုစိတ်ဆိုးတယ်မဘာလို့လဲဆိုတော့ဒီငငယ်ရွယ်လေးတွေကိုလှုပ်တဲ့အတွက်ပို့ပြီးတော့ပေါ့နော်ဒုက္ခရောက်တယ်လေသွားပြီလေဒီမင်းကလေးတယောက်ရဲ့ဘဝဆိုရင်သွားပြီတက်လုံးအညွန်ချိုးသွားပြီတကယ်တော့မကောင်းဘူးဗျမကောင်းဘူးဆိုတော့ဘလို့မှအဆင်မပြေရဲ့ကိစ္စကြီးသူဘလို့ပြောရမလဲဒီလူတွေရဲ့စီမှာလဲသားသမီးတော်လည်းကောင်းညီမတော်လည်းကောင်းအမတော်လည်းကောင်းရှိကောင်းရှိမှာပဲလေအဲ့လိုမျိုးရှိတဲ့စိတ်လူတယောက်နေနေလူစိတ် ရှိတဲ့ကိစ္စပေါ့နော်အဲတကယ်တော့ပြည်တန်ကြီးမှာချရတယ်ဆိုတာကိုလူလေကောင်မှာဟိုရီမင်တို့ဘာလို့အဲ့လိုအဲ့လိုမျိုးကွာလူလေကောင်မှာပြတ်တက်တာမျိုးပါညာအဲ့လိုမျိုး for example လုတ်ပြတဲ့နယ်လို့ထင်တယ်ပေါ့ဟိုတရားတစ်ခုတော့ကျွန်တော်တိုက်တိုက်ဆိုင်ဆိုင်မြင်ကျွန်တော်ရှိရောက်ရင်ကျွန်တော်ဂိုင်မိမှာပဲဒီလူအဲ့လိုမျိုးအဲသူတို့မလုတ်ရဲလောက်အောင်ပေါ့ဗျာဟိုဥပမာတီရန်ဆိုတာထက်ကိုပို့ပြီးတော့ကြောက်စရာကောင်းတဲ့ပြည်တန်မျိုးတွေပေါ့နောက်ဘလူးမကိုသူတို့ဟို နောင်ကျင်သွားစီမဲ့ဟိုသူမှမလုပ်ရဲလောက်မဲ့ပြစ်ဒဏ်မျိုးဖျားတင်တယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့ဒါယူတော့အမှတိတိချတာပေါ့နော်ဒီဒီလူကြီးတွေကိုလှုပ်စေချင်တယ်ပေါ့နော်ဒေါက်တာဂျောင်းဆိုတာဟိုဟိုမဖြစ်ပါဘူးဘယ်လိုပြောရမလဲပြန်ပြီးတော့လွတ်လာနိုင်တယ်ပေါ့အခုကပေါ့နော်ဟိုဒီတပြည့်နိုင်ငံနေမှာဆိုရင်ကွာတည်ရမလားလူရှေ့မှာဆိုတော့သွားပြီးတော့ပြည်သူလက်ကိုအက်လိုက်တာအခါမှာဟာတရွတ်တိုက်ဆွဲပြီးတော့အမမြင်တယ်အဲ့လိုမရင်းကျက်တဲ့လူတွေဆိုတော့တည်ရပြီးတော့မှပြည်သူတွေကအဲ့လိုမျိုးစီရင်တာပေါ့နော်အဲ့လိုမျိုးပေါ့ကိုယ်နိုင်ငံမှာအဲ့လိုလုပ်လို့မရဘူးပဲထား တင်မှာဒါပေမဲ့အဲ့လိုပြည်သူရှေ့မှာကိုချပြီးတော့ဟာဒီလိုမျိုးလုတ်တဲ့အတွက်ဒီလိုမျိုးစီရင်လိုက်ပါတယ်ဆိုရင်ဒါဆိုရင်နောက်လုတ်မဲ့လူတွေအကုန်လုံးကလည်းပေါ့နော်ဟာတကယ်လုတ်တာပဲဆိုတဲ့ဟာကြီးကိုသူတို့မြင်သွားပြီဒေါက်တာတကျွန်းဆိုတဲ့အခါကျတော့ဟာတစ်ချိန်ကျရင်ပြန်လုတ်မှာပဲဆိုတဲ့ဟာကြီးကဒီလိုမျိုးလူစားမျိုးတွေကတိနေတာဟောအဲ့တော့တိနေတဲ့အတွက်မထီရောက်ဘူးလို့ထင်ပါတယ်ဒါကြောင့်မလို့အမကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမကတော့ထိထိရောက်ရောက်လေးပေါ့နော်လှုပ်ဆေးချင်ပါတယ်ဟုတ်ဘယ်လိုပြောအဲ့ပြောပြောလို့တော့မကောင်းတဲ့ကိစ္စကြီးပြဘယ်လိုမှမဖြစ်တင်ဘူးဖြစ်တင်လို့ဆိုတော့ တကယ်တော့ဟိုဝင့်လင်းပြန်ကျွန်တော်ကလေးချက်တဲ့ခါကျပိုဆိုးတယ်ဗျပိုဆိုးတဲ့ခါကျတော့မလို့မအပ်ဆက်ပါဟုတ်မအပ်ဆက်ပါဆိုဟိုအဲ့လိုလူမျိုးတွေလည်းကျွန်တော်အားပေးတဲ့လူတွေထဲမှာအဲ့လိုလူမျိုးလည်းမရှိတော့ဘူးထင်ပါတယ်ဗျရှိခဲ့မယ်ဆိုရင်လည်းဘယ်လိုပြောရမလဲတနည်းအားဖြင့်တောင်းမယ်ပေါ့တနည်းအားဖြင့်တော့ညင်းစံတယ်ပေါ့တနည်းအားတော့ကန့်ကွက်တယ်ပေါ့ဘယ်လိုမှမလုပ်တင်တဲ့ကိစ္စပေါ့ဟုတ်